ဒီတပတ်အတွင်းကြကြဆွေးနွေးမှုမှာတော့ George Orwell ရဲ့1984ဝတ္ထုတဲကအကြောင်းအရာတချို့ကိုအခြေခံပြီးတော့လေအာနာရှင်စနစ်အောက်ကဘဝကိုနည်းနည်းအသေးစိတ်လ ీల ကြည့်ကြောင်းမယ်တကယ်ကိုစိတ်ဝင်စားစရာအချက်တွေပါနေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီထဲမှာအဓိကစကောင် Wilson Smith ရဲ့နေ့စဉ်ကြုံရတာတွေအမြဲတမ်းစောင့်ကြည့်ခံရတာမျိုးတွေစိတ်ခံစားချက်ကိုပါထိန်းချုပ်တာတွေတွေ့ရတယ်ဗျဆိုတော့ဒီနေ့အရေးကြီးတဲ့ချက်လေးတွေဆွဲထုတ်ကြည့်ရမှာပါလေ ဟုတ်ပြီကောင်းပြီဒါဆိုအဲ့ဒီအချက်အလက်ကြီးတွေကအဓိကကြတဲ့အမြင်လေးတွေကိုရှာကြည့်ကြတာပေါ့အမ်ပရမဆုံးတတိထားမိတာကတော့ဟိုပါပဲတယ်လီစကရင်မြေဖွင့်ထားတဲ့ပိတ်လို့လုံးဝမရဘူးဆိုတာကြီးကတော်တော်တော့ဟိုဟာနော်ကြောက်စရာပဲတကယ်ကိုကြောက်ဖို့ကောင်းတာပါအဲ့ဒါကဘာကိုပြလဲဆိုတော့ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာလုံးဝမရှိတော့ဘူးဆိုတဲ့သဘောမျိုးပဲအတန်ရရရကွန်ဖန်နေတာဆိုတော့ကိုယ်အိမ်ထဲမှာတော့မှလုံးဝလွတ်လပ်မှုမရှိဘူးအင်းပြီးတော့ဝီလ်ဆင်ရဲ့ပုံစံလေး ပိန်လီနီဘီပါတီဝတ်စုံအပြာရန်ဝတ်ထားတာသူနေတဲ့တိုက် OG V3 Mansions ကလည်းပြုတ်ပြက်နေပြီဒါဒီအားလုံးကအဲ့ဒီခေတ်ရဲ့ချိုးတဲ့မှုဖိနှိပ်မှုတွေကိုပုံမြင်သားစေတာပေါ့ဟုတ်ပါအဲ့လိုအမြဲတမ်းစောင့်ကြည့်ခံနေရတဲ့အပြင်စစ်ခန်းစားချက်ကိုပါထိန်းချုပ်ဖို့လုပ်တာရှိသေးတယ်နော်နမနဲ့ကြမုံတီမှုဆိုတာလေအဲ့ဒါကဘယ်လိုမျိုးအလုပ်လုပ်တာလဲအိုးဟုတ်ကဲ့အဲ့ဒါကတော်တော်ပါနတ်တဲ့စေးပိုင်းဆိုင်ရာထိန်းချုပ်မှုဗျာနေ့တိုင်းနေ့တိုင်းပါတီဝင်တွေစုရတယ် ပြီးတော့ပါတီရဲ့ရန်သူတော်ဆိုတဲ့ go system ကို အတူတူအော်ဟစ်ကျင်းပောင်းရတယ်ဒီလိုလုပ်တော့လူတွေရဲ့မကြည်နပ်မှုတွေအမုန်းတွေကို ပါတီကလူကျင်တဲ့စီကိုလမ်းကြောင်းလွှဲပြလိုက်တာမျိုးပဲอืมอืมဝီစင်ကိုတိုင်းတော့အစပိုင်းမှာ စိတ်မပါပဲမဲ့အများနဲ့အတူအော်ထင်းငယ်အဲ့ဒီအဆုလိုက်ခန်းစားချက်တဲ့ပါသွားရော စိတ်ဝင်စားစရာပဲ သူစိတ်ထဲမှာတကယ်တမ်းမုန်းတာကပါတီနဲ့အကိုကြီး Big Brother ဖြစ်နေပေမဲ့လေအပြင်မှာတော့လူအုပ်နဲ့အတူ BB ဆိုပြီးလိုက်အောင်နေရတယ်နော်ဆိုတော့ကိုယ်စိတ်ကိုစင်ဆာလုပ်နေရသလိုပဲဟုတ်တယ်ဟုတ်တယ်ကိုယ်စိတ်ကိုထိန်းနေရတာပြီးတော့လေဝင်းစင်တောင်းနေရတဲ့ Victory Gin ဆိုတဲ့အရက် Victory Cigarette ဆိုတဲ့ဆေးလေးတီကလည်းအေးအတွက်အယမ်းညမ်းတာဒါတွေကလည်းဘဝရဲ့နှိမ့်ချမှုကိုပြနေတာပဲအဲ့ဒီကြားတွေကပဲသူကဘာလုပ်လဲဆိုတော့ တိတ်တိတ်လေးတန်ရီစာအုပ်တအုပ်ဝယ်ပြီးသူ့အတွေးတွေကိုချရေးတယ်။အော်။ဒါကအင်မတန်အန်ဒီရဲ့ကြီးတဲ့အလုပ်အတွေးရာဇဝတ်မှုလို့ခေါ်တယ်လေ။အတွေးတစ်ခုမှားတာနဲ့အသက်အန်ဒီရဲ့ရှိတယ်။ဟုတ်ကဲ့။အဲ့ဒီအတွေးရာဇဝတ်မှုဆိုတာနဲ့ဆက်ဆက်ပြီးတော့သူလုံနေရတဲ့အလုပ်ကိုကြည့်ရင်လေတော်တော်အန်တော်ဖို့ကောင်းနေ။အမှန်တရားဝန်ကြီးဌာနမှာအတိတ်ကိုပြင်ဆင်ပြောင်းလဲရတယ်ဆိုတာလေ။အဲ့ဒါပဲ။တရင်စာဟောင်းတွေစာအုပ်ဟောင်းတွေမှတ်တမ်းဟောင်းတွေကို ပါတီရဲ့အခုလက်ရှိပြောနေတဲ့မူဝါဒတွေအချက်လက်တွေနဲ့ ကင်ရင်အောင်အမေနဲ့ပြန်ပြင်းရင်းနေရတာอืมအတိတ်ဆိုတာပါတီပြိုးသလိုပဲဖြစ်ရမယ်ဆိုတဲ့သဘောမလိုအပ်တော့ဘူးဆိုတဲ့အထောက်ထားအဟောင်းတွေကိုမှတ်ညံတွင်းဆိုတဲ့မိဖို့တဲ့ပြချဖြက်ရှိဖြစ်ရတယ်ဆိုလိုချင်တာကအမှန်တရားကိုပါတီကလိုသလိုဖန်တီးနေတာတကယ်ကိုကြောက်စရာစနစ်ကြီးပဲနော်ဒီလိုမွန်းကျက်တဲ့လောကကြီးရဲ့မှာဂျူလီယာနဲ့ဝီလ်ဆင်ရဲ့တိတ်တိတ်ပုံဆက်ဆံရေးကမျော်လင့်ချက်အလင်းရောင်တီးလေးလေးတစ်ခုလိုပဲ ဒါပေမဲ့အဲ့ဒါကလည်းသူတို့ရဲ့ပုံကံမှုပုံစံတစ်မျိုးပဲလို့ဆိုနိုင်မလားတခြားတာပေါ့ဂျူလီယာကအဖြစ်တန်းမှာတော့ပါတီရဲ့အစည်းအကမ်းတွေကို လိုက်နာတယ်လို့နေပေမဲ့အတွင်းစိတ်ကလွတ်လပ်မှုကိုမျက်နှိုးတယ်သူတို့နှစ်ယောက်မစ္စတာချယ်ရင်တန်ရဲ့ဆိုင်အပေါ်တာအခန်းလေးမှာတိတ်တိတ်ကလေးတွေ့ကြတာဟာပါတီရဲ့ချုပ်ချယ်မှုကိုစန့်ကျင်တဲ့သူတို့နီးသူတို့ဟန်တဲ့ပုံကံမှုပဲဒါပေမဲ့အဲ့ဒီပြောင်းရွှေ့မှုလေးကလည်းခဏလေးပဲလေဟုတ်တယ်နော်နောက်ဆုံးတော့အဲ့ဒီခန်းထဲမှာကို တယ်လီစကရင်ဟွက်ထားတာကိုအဲ့ဒီနေပဲသူတို့ကိုဖမ်းမိသွဲပို့ပြီးတော့ဟိုဟာချစ်တာကသူတို့ယုံကြည်တဲ့ထင်ခဲတဲ့ Mr. Charrington ကိုတိုင်းက Thought Police ထိနေတာပဲဟုတ်ပါအဲ့ဒီနောက်ဆက်တွဲကတော့ Wilson ကဖမ်းခံရပြီး အချစ်ဝင်ကြီးဌာန Ministry of Love ကိုရောက်သွားတာပဲအဲ့ဒီမှာအရင်ကသူအားကိုးချင်တယ်လို့ထင်ခဲ့တဲ့ပါတီရာရှိကြီး O'Brien ကပဲသူ့ဥဆောင်ပြီးညင်ပတ်နှစ်ဆက်တော်လာရုပ်ပိုင်းဆိုင်ရာတော့စိတ်ပိုင်းဆိုင်ရာတော့လုံးဝကိုချိုးနှင်ဖြစ်စီပစ်လိုက်တာအထူးသဖြင့် ဟွာလင်းအခန်းတရာတိရိုမနိုဝမ်ဆိုတာအဲ့ဒီအခန်းအကြောင်းကတော်တော်လေးတုံ့လောက်ဆရာပဲလူဒီယောရဲ့အကြောက်ဆုံးရာနဲ့ရင်ဆိုင်ခိုင်းပြီးသူ့စိတ်တက်ကိုလုံးဝချိုးဖျက်ပြတာနော်ဝီလ်ဆန်ကကြွတ်ရန်ကြောက်တော့ကြွတ်တီနဲ့ချင်းချောက်ခံရပြီးနောက်ဆုံးမှာတော့ဟိုဂျူလီယာကိုတစ္ဆာဖောက်သွားခဲ့ရတယ်။အင်းဂျူလီယာကိုလှုပ်ပါကျွန်ုပ်ကိုမလှုပ်ပါနဲ့လို့အော်လိုက်တဲ့အခိုက်တန့်ကဝတ္ထုထဲမှာတော်တော်ပြင်းခံတယ်။ဟုတ်ကဲ့။ကြည့်ဖြစ်ဖြစ်က လူတယောက်ရဲ့စိတ်တက်သစ္စာတရားကိုဘလို့အချီချိုးဖြတ်လို့ရသလဲဆိုတာကိုပြလိုက်တာပဲနောက်ဆုံးမှာတော့ဝီလ်ဆန်ဟာပါတီလိုချင်တဲ့ပုံစံအတိုင်းလုံးဝပြောင်းလဲသွားပြီးအကိုကြီးကိုစိတ်ထဲကနေလိုက်လိုက်လဲလဲချစ်မြနိုးသွားခဲ့တယ်ဆိုတော့လုံးဝအရှုံးပေးလိုက်ရတဲ့သဘောပဲဒီထိန်ချုပ်မှုယန္တရားကြီးရဲ့မှာစကားသစ်ဆိုတာပါဒစကားစနစ်ကလည်းအရေးပါအခန်းကဏ္ဍကပါဝင်နေလို့ဆိုထားတယ်နော်အဲ့ဒါလေးနည်းနည်းရှင်းပြပါအောင်မှန်ပါတယ်ခင်ဗျာ newspeak ဆိုတာကသူ့ရဲ့ရည်ချက်ကိုကဝဟရဒီကိုတမင်တကာ short ချပစ်တာပြီးတော့စကလုံးကြီးရဲ့အတေးဘက်ဒီကိုကန်တက်လိုက်တာဘာကြွက်လဲဆိုတော့ပါတီကိုစန့်ကျင်တဲ့အတွေ့အခေါ်မျိုးတွေကိုလူတွေစဉ်းစားလို့တောင်မရတော့လို့ပို့ပဲဘာလို့လဲဆိုတော့ဘာသာစကားကအတွေ့ကိုပုံဖော်တယ်ဆိုတော့ဘာသာစကားကိုချင်းချုပ်နိုင်ရင်အတွေ့ဟိုပါထင်းချုပ်နိုင်တယ်ဆိုတဲ့ယူဆပါလေဟုတ်ကဲ့ဒီ1984ထဲကကုန်နုချက်တီကိုဆွေးနွေးကြည့်လိုက်တော့အာနာရှင်စနစ်ရဲ့အလုံးစုံထင်းချုပ်မှုကဘလောက်ကြောက်စရာကောင်းလဲ အမှန်တရားနဲ့မှတ်ဉာဏ်ကိုဘလို့လိုသလိုပြုပြင်ပြောင်းလဲပြစ်နိုင်လဲလူတဦးချင်းရဲ့လွတ်လပ်စွာတွေးခေါ်မှုကိုဘလို့ဖြည့်ဆည်းပြစ်နိုင်လဲဆိုတာတွေကိုတကယ်ကိုထင်ထင်ရှားရှားမြင်လာရပါရဲ့။ Hmm ဒီဆွေးနွေးမှုအပြီးမှာကျွန်တော်တို့စဉ်းစားစရာလေးတခုချန်ထားခဲ့ကြင်တာကတော့လေအခုလိုမျိုးတတိအချက်လိုက်တွေကိုလွယ်လွယ်ကူကူပြုပြင်ဖန်ကီးလာနိုင်တဲ့ခေတ်ဘာသာစကားကိုတုံးပြီးအတွေးခေါ်တွေကိုလွှမ်းမိုးဖို့စူးစမ်းနေတဲ့အခြေအနေတွေမှာပေါ့။ တကယ်အမှန်တရားဆိုတာရဲ့တန်ဖိုးနဲ့အတိတ်ပြေကိုကျွန်တော်တို့ဘလို့ဆက်ပြီးတော့ရှာဖွေကြမလဲဘလို့မျိုးထင်းထင်းကြမလဲဆိုလို့မိခွန်းလေးပါပဲ